ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တကောက်ခေါ်တဲ့ online magazine တွင် ဖော်ပြထားတဲ့စာရည်သူစိမ့်တဲ့ရေးသားထားတဲ့တတိယလို့ရေးတဲ့စာဆိုရဲအစီပဲဖြစ်ပါတယ်တတိယလို့ရေးတဲ့စာတာကြီးကိုမင်းကိုတိတ်တတိယတာပဲဒီနေ့ညမိုးတွေတိတ်ရွာတာပဲကွာကို နဇက်လေးတက်ရင်စီးယူအကိန်းကိုနားထောင်နေမိတယ်။ကိုကြေကွဲမိပေါ့။ဘာကြောင့်မှမသိပဲ။မိုးရေရွာနေတဲ့ဂျာကညနေဆောင်ထမင်းမစားခင်ကလေးကကိုမင်းကိုတိတ်တရိယာနေတာကွာ။ယောက်ျားချင်းတရိယာစရာလားလို့ပဝင်းကျင်ကပြောလေ။ကိုကယူမဆိုင်ပါဘူးကွာ။တရိယာချင်းမှာယောက်ျား မိမလိန်ခွဲခြားခြင်းမရှိဘူးဆိုတာဘာသာစကားဖြစ်တည်မှုအတာအစီဘာအဟံတားမှမရှိဘူးဆိုတာမသိတဲ့သူတွေကိုကိုဂယုမဆိုင်ပါဘူးကွာမင်းကိုကိုတိတ်တရရတယ်တခါကမင်းနဲ့ကိုစစ်တင်နှန်းကိုအတူတူတတ်ခဲကြတယ်ပင်မဲ့ခက်ခဲမှုတွေကို ်အတူတူဖြတ်ကျော်ခဲ့ကြတယ်ခုတော့မင်းကိုနားမှာမရှိတော့ဘူးပေါ့မရှိတော့ဘူးပေါ့ကွာတင်းနှန်းကာလာမင်းအိမ်နဲ့ဖုံးခိုးပြောတယ်ဆိုတော့ကိုရင်နေထိတ်သွားခဲ့တာကိုရင်နေထိတ်သွားခဲ့တာမင်းမသိဘူးမဟုတ်လားမင်းရှည်တဲ့ထွက်တုံးကတော့ကိုအရန်ကြီးမစိုးရိမ်မိပါဘူး ဒါကတော့အမှန်ကိုဝန်ခံတာပေါ့ဘာလို့ဆိုကိုတို့ကစစ်သားတွေလေအချိန်တိုင်းအလုံများနေကြတာတခုမဟုတ်တခုတော့အလုတ်ကရှိတယ်မဟုတ်လားဒါကြောင့်ကိုမအားတာရောတခြားစိတ်ချရတာရောကြောင့်ကိုတိတ်စိတ်မပူပြောတာပါခုရပိုင်းကိုပိုပြီးအထီးကျန်လာတယ် အထီးကျန်စိတ်ကိုကိုမနဲ့တားဆီးနေရတယ်။ဟိုတုန်းကတော့ကိုနားမှာရှိနေကြသူတွေအခုကိုအနားမှာမရှိတော့ဘူးလေ။ကိုပျော်ပျော်ရွှင်ရွှင်နေခဲ့ဘူးတဲ့။ရဲဘော်ဘဝကိုတိတ်လို့ခြင်းနေ။ပြန်တရီရတယ်။ဒင်းနှံတုန်းကမင်းမွန်တချင်းနေထွက်ဆိုတော့ကိုတို့ရေခဲ့ကြတယ်လေ။ဒီကောင် ဘာကောင်မှမသိပါဘူးကွာလို့ကိုတို့ဗဇက်တွေကနေပြောခဲ့ပြီမယ်ကိုတကယ်ဝန်ခံရရင်ကိုတို့တိတ်ကိုပြောမိသဘောကျမိလို့ပါဂီတအနုပညာနဲ့ဝေးကွာနေတဲ့ကာလတွေမဟုတ်လားကျွေတော့ရော့ပါပြန်မဆက်လှပတော့အိမ်မက်ပြန်မမက်တယ်ကိုကြားဘူးတယ်မင်းအကြောင်းသတင်းကြားတဲ့နေ့က ကိုအယူတစ်ပိုင်းကို ဖြစ်သွားတာပဲကိုတိတ်အံ့ဩသွားတာလေအဲ့နေညက်နေတရင်ကြကြချင်းပျော်ရွှင်နေတဲ့ကိုယ်စိတ်တွေကြက်ပြောက်ငှက်ပြောက်ကိုပျောက်သွားတာပဲကိုစီယူအကိန်းတချင်းကို ထတ်တလဲလဲနားထောင်နေညက်နေဟာတိတ်ဆိတ်နေတယ်အဲ့ရဲ့ပိုင်းတွေဟာကိုဘဝအတွက်နွမ်းကြေစရာကြီးပဲ ခရီးသွားရင်လည်းခရီးကပြန်လာပြီးနောက်ပိုင်းအခုလိုဖြစ်သွားတာပဲလို့ကိုရဲဘော်ပြောတော့ကကိုထမင်းစားနေရင်တိတ်စိတ်မကောင်းဖြစ်မိတယ်။ကြောင်သားသမကဥက္ခရတရား20ကျော်လူငယ်တရားအခုစိတ်ကြမ်းမာရေးကုသမှုခံယူနေရတယ်တဲ့။ဒါ ဘယ်လိုခစ်ဆိုးခစ်ပြက်ကြီးလဲမင်းမျက်နာကိုမြေရောက်နေတယ်မင်းပြုံးနေတာတွေမင်းတွင်တင်ခဲ့တာတွေငါအခုထိမှတ်မိတော့မယ်ကြော်ဟိဆိုတဲ့အကိုကြီးဘယ်သွားမလို့လဲဆိုတဲ့တခြင်းကိုကိုနားထောင်ရင်းလဲမျက်ရည်ကျမိတယ်မင်းကငါအကိုပဲမင်းကငါတငယ်ချင်းပဲ မင်းကသိတ်ချဖို့ကောင်းတဲ့ကောင်းပါကွာတခါတော့ကဆရာဆိုးကြီးရဲ့မင်းရဲ့ကိုရဲ့တခြားရဲဘော်တွေရဲ့အရက်စုတော့ကြတော့မင်းကမင်းအီအိတ်ကိုတူနကိုတိုင်းပြီးမောင်မြေရဝိုင်းနေနဲ့ပြန်ချော့တာလေမင်းကိုတို့ရုံးကိုအတွဲလာတွေ့တာနောက်ဆုံးနေလေကိုမှတ်မိတယ် မင်းနဲ့သူကြားထဲကနေကိုဝင်းပြန်ပြေးပေးတာလေမှတ်မိသေးလားကိုတော့တကယ်သတိရတယ်ကွာမိုးစက်မိုးပေါက်တွေမြေပေါ်ကိုစစ်ကြနေတယ်ကွာရွာပါစေရွာပါလိစေကွာကိုရင်ထဲကအပူတွေကိုညှိမ့်ပေးနိုင်တာပေါ့ကိုမိုးရည်ထွက်ထိုင်ခြင်းနဲ့ဆန္ဒ အာတိတဖြစ်နေတယ်။ကိုတိတ်လွမ်းနေတာကိုတရိယနေတာကိုစောင်ရန်ကိုတရိယနေတာကိုကိုမင်းကိုတရိယတိုင်းစိတ်လေးကိုခက်ပြင်းပြင်းပဲဖြာနေမိတယ်။တခါတရံပျော်ဝဲရှင်ဝဲတွေတွေ့တဲ့အခါတိုင်းကိုတို့လူတွေပြန်ဆုံတဲ့အခါတိုင်းအထိမ့်မအခမ်းအနားတွေရောက်တဲ့အခါတိုင်း မင်းရဲ့အောင်ကြီးရဲ့ဂျိုကြီးရဲ့ကိုစောက်ရမ်းတရိရတာပဲမင်းတို့လိုကောင်းတွေကြတော့ဘာကြောင့်မရှိရတာလဲဒီလိုနေမျိုးတွေမှာမင်းတို့မှမရှိရင်ဘယ်ကောင်းတွေရှိရမှာလဲစကားကိုတို့အားလုံးကိုတကွဲတပြားစီဖြစ်အောင်ကိုတို့ဘဝတွေကိုစုပ်ပြတ်တတ်အောင်ကိုတို့ကို꽌ကြည့်တော့အောင် မွားချေလိုက်တာပဲကိုစစ်ကိုတကယ်မုန်းတယ်ခါခါတီးတီးကိုမုန်းတယ်ကိုကြောက်တယ်တကယ်ကိုကြောက်တာပါရဲရဲဆက်ဆက်မောင်မောင်မဲမဲနက်နက်နဲနဲကိုကြောက်တာပါကွာကိုတကယ်ပြောတာကိုအမောင်ထဲမှာစံတဝါဝါနဲ့သွားနေရတယ် ဒီလိုအချိန်တွေမှာမင်းတို့ရှိရင်တိတ်ကောင်းပါပဲခကြီးပြန်ကောင်းတဲ့အခါကိုမင်းကိုကြမ်းကြမ်းမာမာဖြစ်စေခြင်းသေးတယ်မင်းရုံကန်ခဲ့တဲ့ခကြီးကိုကိုတို့မင်းတို့အနာယူလိုက်ပြီဆိုတာမင်းကိုမြင်စေခြင်းသေးတယ်မင်းအဲ့အချိန်အထိအသက်ရှင်နေရမယ်နော် ဟိုကောင်တွေကိုလည်းမြင်စေခြင်းသေးတယ်။ဒါပေမဲ့လွန်သွားပြီလေ။ကိုဒီခကြီးကိုအနိုင်ယူမှာအနိုင်ယူကိုယူအောင်မှာအပိုင်သိန်းကိုသိန်းအောင်မှာကိုလူတို့ရဲ့လူသားဆန်တဲ့စိတ်တွေနဲ့အနိုင်သိန်းအောင်မှာမင်းတို့လိုကိုတို့လိုလူတွေရဲ့ဘဝတွေကိုချနိုင်မို့ ကြိုးစားတဲ့ကောင်းတွေကိုလဲကိုအမုံကြိတ်အောင်ပါကိုစောက်ရမ်းအထီးကျန်နေကွာတော်လန်ရင်းမှလဲစစ်ပွဲမှလဲကျင့်ဝတ်ရှိတယ်ဆိုတာကိုကိုတတ်သိပြအောင်ပါတလောကလုံးကတကဘာလုံးကစကြဝဠာတစ်ခုလုံးကကိုတို့ရဲ့လှုပ်ရှားမှုကြီးကို အသည့်မှပြုအောင်လုံအောင်ပါကိုတို့စ조사ခဲ့သမျှအရာထင်ရမှာဒါမှမင်းတို့အတွက်ကိုတာဝန်ကျင်မှာပေါ့တငယ်ချင်းရေတာကြီးရေမင်းနာမည်အပြည့်စုံကိုပဲခေါ်တာလေမင်းလဲကိုနာမည်အရင်ကိုပဲခေါ်တာလေကိုမုတ်ကား မင်းနာမည်အရင်ခေါ်လို့တယ်ကိုကိုစူဘူးတယ်လေတငယ်ချင်းတွေဆိုတာနာမည်အရင်မခေါ်ဘူးလို့ပြောဘူးတယ်လေဒါပေမဲ့ကိုတော့မင်းနာမည်အရင်ပဲခေါ်မှာတာကြီးမင်းအစဉ်ပြေရဲ့လားမင်းနေမကောင်းရဲ့လားမင်းဒီအချိန်ဘာလုပ်နေလဲကို ိကျင်မိတယ်။ဒါတွေသိကျင်တာကိုမလွန်ဘူးမလား။ကိုထုံနေပြီ။ကိုနှလုံးသားရောကိုဘဝရောကိုအုံနောက်ရောကိုအနာဂတ်ရော ထုံနေပြီ။ဒါပေမဲ့ကိုစူးစမ်းအောင်ပါ။ကိုရဲဘော်ဒီအတွက်တော်လန်ရေးအတွက်ကိုမိသားစုအတွက် ကိုယ့်ရဲ့ခြင်းမြတ်တဲ့ချစ်ချင်းတရားအတွက်ကိုစူးစမ်းအောင်ပါပါကိုဂရီပေးပါတယ်ကွာဂယူဆိုင်ပါတာကြီးရေဒီစာကိုလဲမင်းမြင်ပါစေကွာ78ဇွန်2025စိန်တဲ့